ဂျိုမျိုးမင်းဆိုတဲ့ကောင်ကတူတူမီဒီယာဓမ္မလို့အမိခံပြီးတော့တကယ်ကိုအဆင့်တန်းမဲ့တဲ့အောက်တန်းစားပဲနော်2024တဲ့ခု2025မှာအာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုဒီဆောက်တဲ့အပိုင်းနေမှာလဲပြင်ဆင်နေပါတယ်ကျွန်တော်တို့မျှော်လင့်တဲ့ Federal Democracy ပြည်တော်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာကိုလွတ်မြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးကဒါစ조사နေကြတဲ့အနေအထားရှိတယ်မျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ရိမ်းတဲ့အနောက်ရိမ်းတဲ့အစိုးရဖြစ်တယ်လို့သတ်မှတ်ပြီးတခါလာမြန်မာပြည်မှာ NUG အစိုးရဖြစ်လာမှာဘူးတေးဟုတ်ကအရန်စိုးရင်နေ NUG အစိုးရဖြစ်မလာအောင်ဒီပေါင်းစုံရဲ့ပိတ်ဆို့ဖြတ်ဖြတ်စည်းအောင်လုပ် NUG အစိုးရဖြစ်မလာစေဖို့အတွက်ပဲတရုတ်ကတရုတ်ကမြန်မာပြည်ဖက်စစ်တပ်ကိုရွေးချယ်ပြီးစစ်တပ်ဘက်ကရက်တိပေးလိုက်တာ ဖြစ်ပါအားလုံးပဲမင်္ဂလာပါ Top News Myanmar Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေရသေးဘူးဆိုတော့ subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဂျိုမျိုးမင်းဆိုတဲ့ကောင်ကတူတူမီဒီယာဓမ္မတို့အမိခံပြီးတော့တကယ်ကိုအဆင့်တန်းမဲ့တဲ့အောက်တန်းစားပဲနော်အခုတည်းထိုင်းနိုင်ငံကကိစ္စကိုမတိဘူးပဲတိတဲ့ပုံစံနဲ့ပြောတာခိုင်းကျွန်တော်ပြောထားတဲ့အပိုင်းလေးကိုကျွန်တော်ပြမယ်နော်ဒီမှာအော်ဝေကနေထိုင်အောင်ကျွန်တော်ပြောခိုင်းတယ်ကျွန်တော်ဆိုလေဒီမိုက်ကြီးကမိုက်ကြီးအဲ့ကောင်ဒီမိုက်ကြီးကမိုက်ကြီးရောပါလို့ပါလာတယ်ကားပြီးတော့အခု ထောင်းရဲ့ပဲအသူနဲ့တွဲတဲ့စီလူဆိုတာကလားမစီဆိုတဲ့ပြအဲ့ကောင်လေယုတ်ကဟွာယုတ်ကလူချမ်းယုတ်တယ်လူမရည်ပြန်ကယုတ်မရင်းသမားယုတ်တယ်ယုတ်ကမရင်းယုတ်တယ်တကယ်မရင်းသမားယုတ်ပါတယ်အဲ့ကောင်စီလူယုတ်ကြည့်တကယ်မရင်းသမားယုတ်မရင်းယုတ်ဟုတ်လားအေးပုံစံကြည့်ရတာကျွန်တော်သူ့အမေဖြစ်ဖြစ်သူ့မြမဖြစ်ဖြစ်တယောက်တယောက်ကျွန်တော်မရင်းကြည့်ဘူးခဲ့တာမြင်ကျွန်တော်လည်းမမှတ်မိတော့ဗျာနော်ဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာတော့ကျွန်တော်ဘာလို့မှတော့မရင်းမကြည့်ခဲ့ဘူးထင်တာအခုချိန်ကြီးဒါပေမဲ့သူကတော့ပြောလာတော့ စဉ်းစားဖို့ဖြစ်တော်မူနော်ကျွန်တော်တစ်ချိန်ချိန်မှာသူညီမဖြစ်ဖြစ်သူအမဖြစ်ဖြစ်ဒါမှမဟုတ်သူအမေဖြစ်ဖြစ်ကျွန်တော်မတိုင်းကျင့်ခဲ့ဘူးလေနေမယ်ဘာလို့ဆိုတော့လူတစ်ယောက်ကဥရိယုတ်ကမတိုင်းယုတ်လို့ဘယ်လိုတတ်မှတ်လဲဟုတ်တယ်နော်လူတစ်ယောက်ရဲ့ယုတ်ကိုကြည့်ပြီးတော့ဒီလူကမတိုင်းကျင့်တဲ့ယုတ်လို့တတ်မှတ်လို့ရလားလောကကြီးမှာဟုတ်တယ်နော်ကျွန်တော်မေးတာဟုတ်တယ်နော်ကျွန်တော်မေးတာမှားလားလူတစ်ယောက်ရဲ့ဥရိယုတ်ကမတိုင်းသမားဟာဒီယုတ်ကြီးကမတိုင်းကျင့်တဲ့ယုတ်ကြီးမှာလို့လောကကြီးမှာတတ်မှတ်ထားလို့ရပါသလားကျွန်တော်လစ်လာတော့ရတော့မရဘူးလို့ထင်တယ်နော် မရတဲ့အရာကိုလူတစ်ယောက်ကိုပုတ်ဖို့ရေးအရာအဲ့လိုမျိုးမဒိန်းသမားလို့ဆွဆွဲတဲ့လူကတာမန်လူမဟုတ်ဘူးနိုင်ငံတစ်ခုရဲ့ကိုယ့်ကိုလွတ်လပ်တဲ့တည်ငြိမ်သမားပါလို့ခံယူထားတဲ့လူအဲ့တော့အဲ့ဒီလူရဲ့အဆင့်အတန်းကိုပြန်ကြည့်ပါနော်အဲ့တော့ပြောချင်တယ်ကြုံမျိုးမင်းနော်ကြော်တယ်မစ်ဆက်ပြီးတော့အဲ့လိုပေါ့အဲ့လိုပေါ့ဟိုဘာလဲဆိုတော့ရုပ်ရည်ရှိပကာရလေဒီမိုက်ကြီးကရုပ်စာတက်ပြီးတဲ့ပုံတော့မဟုတ်စာမတက်ဘူးလေပေါ့ဟုတ်တယ်ငါစကားငါလုံးပြောရဲ၃တော့ဆဲဆုံးမိုက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ငါတူဟိုနေဝါလုံးထမ်းပါပါဖြစ်တဲ့ဆရာတော်ဥထုမင်းကပြောတယ်ပဲအတူကနေ၄နှစ်ကြာတယ်ကွာစာမတက်ဘူးဟုတ်လား အဲ့လိုလားအဲ့ဗီချင်းကတည်းကလားဆိုโอเคနော်ငါပထမတန်းပြတ်ခဲ့တာငေါ့ငါဒီဆုံးလေဟုတ်တယ်မင်းမင်းစာမတက်ဘူးဖြစ်နေမှာโอเคငါဖြစ်ပြီးမယ်နော်ငါစီဆွဲကောင်လောကစာမတက်ဘူးသူငယ်ကလင်းနေကြတယ်နော်ကျင်းတ်ပြီလားโอเคနော်ရတယ်မဆဲဆိုနေမှာငါလုံးပြောရင်သုံးလုံးတော့ကဆဲဆိုနေဟုတ်လားဟုတ်ပါဘူးတော့ဒီစာပြရဲဆိုတော့သူဒီပါလေးတော့တော့ဘောဒီပါလေးတော့တော့ဘောသူဒီပါလေးတော့အဲ့ဆိုတော့တုံးနေဆုံးတော့ဒီပါလေးကပြပါလေးနဲ့ဒီပါလေးကိုဘယ်တော့တဲ့ကောင်မျိုးတော့အဲ့လိုကောင်မျိုးကြီးကျန်နေတယ်ဒီစု သူမိမရဲ့တနာဖို့ကောင်းတယ်တွင်တင်ဆုံးမမှုမျက်နှာနဲ့မိမမျက်နှာအိုးမဲ့တော့လို့ဆိုလောကမှာရှက်ဖို့ကောင်းတာဒီမကောင်းတဲ့ဒုစရိုက်ကိုလုတ်တာရှက်ဖို့ကောင်းတယ်ကောင်းမွန်တဲ့ဒုစရိုက်ကိုလုတ်လို့ရှိရင်ဂုဏ်ယူဖို့ကောင်းတယ်လက်ရှိလောကမှာငါဆိုတဲ့ကောင်မကောင်းတဲ့ဒုစရိုက်လုတ်ထားတယ်တဏှာပြန်ဘာလဲမင်းတို့တော်နိုင်ရင်မှထောက်ဖို့လုတ်တာဒုစရိုက်လိုမျိုးတတ်မှတ်တာဟမ်အဲ့ဒါဆိုရင်မှားသွားလိုက်မယ်ဒါရှင်းလို့ရတယ်နော်အဲ့တော့ကိုစီမကောင်းတဲ့ဒုစရိုက်လုတ်ထားတဲ့နေရာရှိပြောလိုက်အရှိကကင်မရာထောင်ပြီးတော့မိမလောင်မိမချာလို့ပေါက်ပန်းလေးစဲလူတစ်ဖက်တိုင်းပုတ်ကိုကြီးမဟုတ်မမှန်တာကိုဆွတ်ဆွဲပုတ်ခတ်တာ ဲ့ဒါမှဒူးစဲတဲ့အလုပ်တိလားအဲ့ဒါမှအောက်တန်းကြတဲ့အလုပ်အဲ့ဒါအောက်တန်းစားတွေပဲလုပ်တာငါတို့မင်းအောင်နိုင်ကိုတော်နိုင်တယ်ဒီနေ့ဒီအချိန်ခါထိမင်းအောင်နိုင်မှာမရှိတဲ့အပြစ်ကိုကိုစီပါဇက်ကရင်ထုတ်ပြီးတော့ဆွဆွဲဘူးလားမင်းမျက်စိနဲ့မြင်ဘူးလားမင်းနားနဲ့ကြားဘူးလားတိလားငါတို့ကကိုယ့်ကိုယ်လေတန်ဖိုးခဲ့တဲ့အောက်တန်းစားဘယ်တော့မှဖြစ်မခံဘူးရှင်းလားမင်းပြောတဲ့မတည့်ရုပ်ကိုတိလားကြည့်တာမင်းကမှလေးဦးလေးဆက်ထားခိုင်းကိုစီရုပ်ကိုတိလားကိုစီကိုတွေ့လို့ရှိရင်ပြေးလာပြီးလှုပ်ရှားရှိတယ်လှုပ်ပြီးလို့ရအောင်နော်စပြော သူကတင်ငစီပေါ့ဗျာတို့လူကငစီဆိုရအောင်ကျန်သေးတယ်။ online money အားလုံး online တန်းမပြောတစားတက်လာလို့စားလို့တော့။ဟင်းမတန်ကွန်မန်လေးစားတာတူတာကော။စားခဲ့ပြီပေါ့။အဲ့တော့ဒီလိုအမွေရှိသေးတယ်အဲ့လိုအမွေချန်သေးတယ်နော်။ဒီဝင်တော့ရဲမင်းပေါ့ရဲမင်း AC ရဲမင်း AC ရဲမင်းဆိုတော့ထိုင်နေကပြောင်းလို့မရဘူးပြောတော့။အခုကျင်းနေဟို AC အုပ်စုလည်းခုတစ်ပြေးနေပောင်းချင်းလာတယ်။ကိုယ်ဆိုရင်တို့အစားအသောက်ကြီးပြောခဲ့ကြတယ်။အဲ့အားလုံးရဲ့စနစ်ကခုနမိုင်ကယ်လိုပေါင်းမျိုးကြီးငစီလိုပေါင်းမျိုးကြီးနော်အဲ့လိုပေါင်းမျိုးကြီးကအဲ့လိုပေါင်းမျိုးကြီးက ဖြစ်နေဆိုတော့ဒီမှာမြန်မာအလုပ်ကိုလုပ်တယ်ပြီးတော့အဲ့မှာရှိတဲ့မြန်မာလေးတော့ကအဲ့ဒီကောင်ကနိုင်ငံနိုင်စပ်တွေဖြစ်နေတယ်ဒီလိုမျိုးဆိုတော့ဒါရီယာဒါရီယာမြန်မာနိုင်ငံသားတွေကမထိုင်နေတဲ့အခြေအနေတွေဖြစ်နေတယ်အဲ့တော့ထိုင်းနိုင်ငံမှာရှိထိုင်းမှာကျွန်တော်မြင်သေးတာလားအဲ့ဆိုမင်းသေးတာလားအခုမင်းပြောတဲ့စကားကိုသေးတာပါတယ်လို့မင်းအမှတ်ခံရဲ့လားလာခဲ့ထိုင်းနိုင်ငံမင်းလက်ဖျားနဲ့မတူအမှတ်ခံပြီးမင်းလုံကြုံရဲ့စကားဆောက်ရှောက်ပြီးမယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာမြန်မာပြည်သားအများဆုံးနေတဲ့နေရာထိုင်းယူနေရှိတယ်ဘန်ဘောစေးရှိတယ်မင်းလိုက်ပြီးတော့အင်တာဗျူးပါ နော်ဘောမင်းတို့ဘက်ကဘောမတကောင်တော့ကိုမေးပြီးတော့ဘယ်လိုမျိုးအတိအကျပြောတာမရှိဘူးလားလို့ဟမ်မရှိတတ်တာလားမင်းအခုငါတို့အပေါင်းထက်ရှင်စိတ်နဲ့ပြောလိုက်လို့မင်းပြောလိုက်တဲ့စကားကိုလက်ရှိထိုင်းမှာရှိတဲ့လူတွေကအကုန်သိတယ်ဒီကွာဘောမင်းနည်းနည်းတော့မစဉ်းစားမိဘူးလားငါတို့ပြောလိုက်လူတွေကကျောင်းအေးဘောထိုင်းနိုင်ငံမှာမရှိတဲ့လူတွေဆိုရင်တော့မင်းစကားကိုစဉ်းစားမိစဉ်းစားမိမှာပေါ့ဒါပေမဲ့လည်းဒီနေ့ခေတ်တွေကဆိုရှယ်မီဒီယာခေတ်တွေဘယ်နဲ့ကပြောလို့ထိုင်းမှာလက်ရှိပြည်ပခတ်ကဘာကြောင့်ဖြစ်နေတာလဲထိုင်းနိုင်ငံရဲ့ policy ဘယ်လိုဖြစ်နေလဲထိုင်းမျိုးရှင်အဖွဲ့ဘာကြောင့်ပေါ်လာတာလဲ ဒီလက်ရှိသံမျိုးရှင်းအဖွဲ့ပေါ်လာမှာဒီမြန်မာနဲ့ပတ်သက်တဲ့ပြည်ပခါတွေဖြစ်လာတယ်ဒါတွေကဘာတွေလဲနော်နိုင်ငံရေးအခြေအနေဘယ်လိုဖြစ်တယ်လဲလက်ရှိထိုင်းနိုင်ငံခိုးဝင်နေဘယ်လောက်ဝင်လာလဲထောက်ထားမဲ့တွေဘယ်လောက်ဝင်လာလဲအဲ့ဒီထောက်ထားမဲ့တွေများလာတဲ့အပေါ်ထိုင်းနိုင်ငံအလုံးအလုံးအကန့်ရှားပါလာတဲ့အပေါ်မှာထိုင်းပြည်လူတွေဘယ်လိုမြင်လာလဲအဲ့တော့မင်းပြည်ကပြောလိုက်လို့နော်ကိုရဲမင်းတို့ငါတို့နော်မိုက်ကယ်တို့ကြောက်မြန်မာပြည်သူတွေကိုထိုင်းပြည်သူတွေအမြင်မှားတယ်ဆိုတဲ့စကားမင်းထိုင်းလုံလာပြီးတော့အာမခံရလားနဲထိုင်းလူမျိုး၁၀ယောက်ကိုမင်းငါတို့တိတဲ့ထိုင်းလူမျိုး၁၀ယောက်ကိုမင်း နော်မင်းကိုငါတို့ရှစ်ယောက်ပေးတယ်နော်အဲ sorry sorry မင်းကိုငါတို့အဲနှစ်ယောက်ပေးတယ်ပြီလားကျန်တဲ့ဟာကိုထပ်ထားအဲ့တော့ဆယ်ယောက်ပေါင်းမိလိုက်လို့နှစ်ယောက်ကိုမင်းမေးတော့ငါတို့အကြောင်းဖြစ်တယ်ဆိုရင်ငါတို့အရှုံးပေးလိုက်နော်အဲ့လိုမဟုတ်ဘဲနဲ့အခုမင်းပြောလို့မင်းဆွတ်ဆွဲလို့မဟုတ်ဘဲနဲ့နော်မင်းတွေငါတို့ကိုမဟုတ်မမှန်မတိဘဲနဲ့ပေါက်ပန်း၄၀ဆွတ်ဆွဲနေတာဆိုရင်မင်းကိုမေးကိုပြန်လို့မလားမင်းပြောသလိုငါ့မိုက်ရိုင်းတယ်တန်ရန်တန်ရန်ထိုင်မယ်မိုက်ရိုင်းပြီးပြောရမယ်ကောင်ဆိုအဲ့လိုမိုက်မိုက်ရိုင်းရိုင်းပြောတယ် ဒီတီးပြောဆိုဟုတ်ကဲ့ပါခင်ဗျာတို့တဏှာစားဖြစ်နေသူအခုချဖို့ဝင်မလေးဘူးရှင်းလားငါတို့ကလုတန်ဖို့ကိုလေတိတ်ခါနဲ့ဖြတ်တယ်ငွေရှိတာနဲ့ယာလူရှိတာနဲ့လူချောင်းဝင်တဲ့ဟာတွေလည်းမဖြတ်ဘူးငါအလားလေးပဲမင်းတို့ကစိတ်ခေါ်ချင်တယ်မစိတ်ခေါ်ရရဘလို့လဲခိုင်းမလာရဲရဲရတယ်ကွာအဲ့ဒါနဲ့ဖုန်းအင်တာနက်လမ်းမေးနော်မင်းမင်းကငါတို့ကိုဆွတ်ဆွဲတယ်လို့ကိုရဲမင်းတို့မိုင်ကယ်တို့ငါတို့ချောင်းလက်ရှိထိုင်းနေရငါပြည်သားတွေကိုအမြင်ဆောင်ပါတယ်ဆိုတဲ့စကားမှန်လို့ရှိရင်မင်းတိုက်တယ်လို့ခိုင်းငါတို့၃ယောက်လုံးမင်းခိုင်းတယ်လို့လုပ်ပေးမယ်အကယ်၍မင်းဒီငါတို့ကိုအဲ့လိုမဟုတ်ဘဲနဲ့ ပုပ်ကူလေးကမင်းတိုက်ခိုက်ပြီးဆွတ်ဆွတ်လာဆိုမင်းမေမင်းပြန်လို့မလားမင်းမမကိုမင်းပြန်လို့မလားမင်းအဲ့လားစိန်ခေါ်ရဲတာယောက်ျားဆိုရင်တော့ငါသဲစိန်ခေါ်လာနော်ယောက်ျားအခုငါစိန်ခေါ်လိုက်တဲ့ဟာကိုရဲမင်းကြားလို့ရှိရင်ကိုရဲမင်းနဲ့ငါပြောဆိုမင်းစိန်ခေါ်ရဲနေငါတို့ကြောင့်ထိုင်းမှာမျက်နှာပြက်ကြတယ်မြန်မာပြည်သားတွေမျက်နှာပြက်ကြတယ်နေရာရှိခတ်မအောင်အချိန်ပေးပဲအေးမဟုတ်ပဲနဲ့မင်းဆွတ်ဆွဲထားတာဆိုရင်ခုခေကိုပြန်လို့ရမှာနော်ဂျုံမျိုးမင်းမင်းမရှိတော့ရင်မင်းညမလေးတော့ရှိမှာပဲမင်းအမလေးတော့ရှိမှာပဲ လို့လေယောက်ျားဆိုရင်နောက်ဗီဒီယိုတွေ့ရင်မစိတ်ဝင်ရင်လာအချိန်လေးပဲရအောင်ပြီလားနော်အဲ့ဒီမြန်မာနေဒီမှာနေစောက်ခေါင်းလေးကမထွက်ပဲနဲ့ဒီထိုင်းမှာရှိတဲ့မင်းတို့ဖုတ်ခွေးတကောင်တကောင်တော့ကိုနှမ်းသေးပြီးတော့ခင်ဗျာပြောမနေနဲ့ထိုင်းရတဲ့ရင်တွေကိုတိလာမစောက်ပေါ့တိလာလောကကြီးမှာမင်းတို့ကစောက်ချက်မရှိတဲ့ခွေးသားတွေဟမ်ကိုယ်စကားတခွန်းပြောလိုက်လို့ကိုယ်စကားကသူများကလက်ခံတယ်ပဲမင်းတို့ထင်းနေတယ်အဲ့တော့မင်းတို့ကစောက်ချက်ရပါလဲဆိုလို့ပြည်သူတွေအားလုံးမင်းတို့ကစော်ကားတာ ပြည်သူတွေကအတိတ်ကမင်းလောက်မင်းလောက်မရှိဘူးလို့မင်းတို့စစ်အုပ်စုအပါအဝင်မင်းတို့အဲစစ်အုပ်စုထောက်ပံ့တဲ့ကောင်တွေကအဲ့လိုတွေးထားတယ်ငါတို့ဒီလိုပြောလိုက်ဒီပြည်သူတွေယုံမှာပဲငါတို့ဒီလိုဝါနာဖြန့်လိုက်ဒီကောင်တွေလက်ခံမှာပဲဆိုတော့ပြည်သူကိုနှိမ့်ညတဲ့လူတွေတို့မင်းတို့အမြင်မှာမြင်ပြီးတော့မင်းတို့ဒီလိုယုံမှာတဲ့လုပ်ရည်တွေမင်းတို့လုပ်နေတယ်ဒီနေ့ခေတ်ကလီးပဲရအောင်မသိလားနော်နော်ကိုမေကိုလို့လေးမင်းကတည်းပြောတာသိလားခိုင်းရအကြောင်းတော့ပြောချင်းမင်းဖေတွေကိုတေးချာလာမေးတေးတေးချာချာစုံစမ်းစုံစမ်းမင်းကပြောမင်းတို့တိတ်ခါရှိအောင်တင်ပေးတာနော်အဲ့တော့မင်းတို့ကောင်မျိုးကလေမင်းပြောသလိုတူအဖေတူမေဆိုမင်းကပြောမှာတကယ်ကမင်းတို့ကောင်မျိုးကိုမွေးခဲ့တဲ့ မင်းမိဘတွေကတကယ်တော့မင်းတို့ကောင်မျိုးမွေးခဲ့တဲ့မင်းမိဘတွေကတကယ်အကုလို့ကြီးတယ်နော်မင်းတို့အကုဒီတိုင်းပြည်အတွက်ဒီလိုအကုလို့များတဲ့ကောင်မျိုးလောကကြီးကိုမွေးထုတ်ခဲ့တဲ့မင်းအဖေနဲ့မင်းအမေကအကုလို့ကံကြီးမလို့မင်းတို့အောက်တန်းစားကိုမျိုးဆက်ဖြစ်ချမ်းမြခဲ့အဲ့တော့လူမမျိုးရိုးရှိတယ်တိလားမင်းကမွေးလာတဲ့တာသမီမင်းကချမ်းမြခဲ့မြင်းမင်းကချမ်းမြခဲ့မြင့်ဟဲ့အဲ့ဒီဟာလေအိုအာနာပေးတော့ကနော် အတ္တမဘောင်ထာရက်တည်ပြီးတော့နော်တိုင်းပြည်အတွက်လှုပ်လှုပ်နေသူတွေကိုပုတ်ချအတိုက်ခိုက်တဲ့ကောင်အောင်ကျော်မျိုးမင်းရဲ့သားလေကျော်မျိုးမင်းရဲ့မြီးလေကျော်မျိုးမင်းရဲ့မြစ်လေဂလုံဦးစောမျိုးဆက်တော်ကြည့်ဒီနေ့ပွင့်လင်းလာတဲ့ခေတ်မှာဂလုံဦးစောမြီးရအခုဒီမျက်နှာငယ်ရတာဂလုံဦးစောကမင်းတို့မျိုးအာချောင်ခဲ့တာမဟုတ်ဘူးနော်မင်းတို့ပောက်ပန်းလေးတဲ့လူတွေကောင်လည်းကြောခဲ့တာမဟုတ်ဘူးဘူချုံအောင်ဆန်းကိုလှုပ်ချခဲ့တာတခုပဲတိုင်းပြည်ကောင်းဆောင်လှုပ်ချခဲ့တာတခုပဲဂလုံဦးစောလည်းတိုင်းပြည်အတွက်သူလည်းလှုပ်ခဲ့တာပဲအဲ့ဒီအမားတခုတော့မှပြည်သူကဒီနေ့အထိအိတ်တမိုင်းအမဲဆက်ကိုလက်ခံထားတော့ ဲ့တော့မင်းတို့လိုမျိုးတမင်တက်တက်လိုက်ပြီးတော့ရုပ်မှပတ်ဆက်နေတဲ့သူအောက်တန်းစားမျိုးဆိုရင်တော့မင်းကြံနေခဲ့တဲ့မျိုးဆက်တော့မစင်းစားနဲ့တော့ဒါကြောင့်မလို့မင်းအဖေအမေကလေအင်မတန်အကူလိုကန်ကြီးလို့မင်းတို့ကပြောထားခဲ့တာနော်အဲ့တော့အရှိမငါစင်ကိုခဲ့တယ်နော်မင်းပြောတဲ့စကားကိုပဲငါပြန်ပြီးတော့စင်ကိုနော်ဘာလို့ဆိုမင်းကငါတို့အတိအကျပြောထားတာဟုတ်ဒီလူတွေကြောင့်ဒီလိုဖြစ်တယ်ဆိုရင်ဟုတ်တယ်နော်အဲ့တော့ငါတို့ကြောင့်ထိုင်းမှာမြန်မာပြည်သားတွေတိကြိုက်မျက်နှာမျက်နှာငယ်ရတာရှိလို့ရှိရင်အခြေမေးပေါ်တော့မင်းအောက်မှာငါတို့ဒူးတော့ပဲမင်းတိုက်တယ်လို့ အကယ်၍မင်းပြောတဲ့စကားဒီငါတို့မဟုတ်မမှန်ပဲစွတ်စွဲတာဆိုရင်မင်းကိုမေကိုပြန်လိုရမှာနော်ဖဲ့ပြောတာရှင်းလားအမခံရဲလားအဲ့ဒါမင်းငိမ့်နေမယ်ဆိုရင်မင်းဒီမင်းအမေကိုမင်းမရတော့ဘူးပဲမင်းမမငိမ့်မဲနဲ့မင်းဘက်ကမှန်တယ်ဆိုအချိန်မရှင်းလားတိလားဖဲ့ပြောလာဟဲ့ကြောက်ကြမျက်နှာကြည့်ရှင်းလား2024တဲ့အခု2025မှာအာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုတိဆောက်တဲ့အပိုင်းနေမှာလဲပြင်ဆင်နေပါတယ် ဲ့ဒီနေရာမှာတော့ခုနကမတိမဲ့နေပြောဆိုမှုတွေအတွက်မခံကျင်စိတ်ကြောင့်တက်တက်မဟုတ်ဘဲနဲ့ဒါကတကယ်ကိုလိုအပ်တဲ့အခြေအနေတရားလည်းဖြစ်လို့ကျွန်တော်တို့ကဒီတက်တီဆောက်တဲ့အပိုင်းတွေရဲဘော်တွေကိုဒါအတွေ့အကြုံတွေပေါ့နော်အဲစသဖြင့်ပေါ့ဒါပြင်ဆင်တဲ့အပိုင်းတွေကိုပို့ပြီးတော့မြေလုံးနေတာရှိတယ်ဒါကျွန်တော်တို့ဒီနောက်ဘက်မှာလည်းမာမိတ်တွေနဲ့တိုက်ပွဲဝင်ခဲ့တယ်လို့အခုဆိုရင်နောက်ဘက်မှာလည်းကျွန်တော်တို့ဒါမာမိတ်တွေနဲ့အလိုမျိုးသိသိစင်ရေးတွေမှာဒါတိုက်ပွဲဝင်နေတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ2024နဲ့ဒီ2025အာဒီဒီကာလတွေမှာတော့ကျွန်တော်တို့ ဟာဒိတ်တဆိတ်ပဲလှူရှားဖြစ်တာတွေညလာတယ်ပေါ့နော်နည်းနည်းလေးချက်တော့ ਨੇ အပိုင်းတွေရောပေါ့နော်ဒိတ်တဆိတ်ပဲလှူရှားဖြစ်တာညလာတယ်ပြောချင်တာကတော့ကျွန်တော်တို့ဒီ2025အတွက်ကျွန်တော်တို့တွေဒေါ်လာရေးခီးကိုဆက်ရအောင်မှာဖြစ်တယ်ကျွန်တော်တို့အစကတည်းကကို့မို့အာကို့ရည်ရွယ်ချက်နဲ့ကို့မျှော်မှန်းချက်နဲ့ကိုပြက်ပြက်သားသားအာထီထီမာမာရက်တည်ခဲ့တဲ့ဘီအန်အာကြီးကဒီကနေ့ဒီဦးစားဘက်တွေရဲ့ကိုညီပံပိုးမှုနဲ့ကျွန်တော်တို့ယုံကြည်ရလမ်းကိုဆက်ဆောင်နေနိုင်လုံးပဲဖြစ်တယ်အဲ့ဒီမှာဒါပြောလို့လာကတော့ကျွန်တော်တို့ကဘယ်သူပေးတဲ့ခေါင်းစဉ်ထဲမှာဒီဒေါ်လာရေးခီးကိုသွားနေတာမဟုတ်ဘဲနဲ့ ကိုယ်နိုင်ငံရေးမှုနဲ့ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုယ်သွားနေတာဖြစ်တယ်။အဲ့ဒီအခြေအနေကြောင့်လည်းကျွန်တော်တို့ကနိုင်ငံရေးအတွန်းအတိုက်တွေကိုအများကြီးကြုံခဲ့ရ။ဘလို့ပဲကြုံခဲ့ရသည်ဖြစ်စေခုပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ဟိုးစားဘက်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်တို့ကမမမမရက်ခဲ့။ဒါကတော့ဂိုင်းချွန်ပြီးဂျွန်ဂိုင်းပြီးဆိုသလိုပဲကျွန်တော်တို့ကလည်းဒီပြည်သူလူထုတွေအတွက်ကျွန်တော်တို့အသက်တွေဘဝတွေရင်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်။အဲကျွန်တော်တို့တွေရဲ့ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ဖို့အင်အားတွေကိုလည်းဒီပြည်သူလူထုတွေကနေပြီးတော့ဖေးပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအတွန်းအတိုက်လိုက်နေကြမှာကျွန်တော်တို့ဒီဒီမှာမှာရက်တည်နေတာဒီကနေ့ဒီလိုဖြစ်တယ်။ဒါပေမဲ့ အာကာဟတရှိလာတဲ့အခါမှာတော့ကျွန်တော်တို့တွေကဟိုမူလရည်ရွယ်ချက်တွေမပြောက်သိတိုင်းပေါ့နော်ပြောင်းလဲစဉ်းစားရတဲ့အခြေအနေတွေတော့အများကြီးကြုံလာရတယ်ဒါကလည်းကျွန်တော်တို့ကြုံလာရတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေသူတို့ရဲ့ဟိုလှုပ်ဆောင်ချက်တွေသူတို့ရဲ့စေတနာတွေပေါ့နော်အဲဒီအခြေအနေတွေအပေါ်မှာကျွန်တော်တို့ပြောင်းလဲစဉ်းစားပြီးလုပ်ကန်ရတာတွေလည်းရှိလာတယ်အဲပါလဲဆိုတော့ကျွန်တော်တို့ပြောခဲ့တယ်လို့ပေါ့နော်ဒေါ်လာရေးကဏ္ဍဦးကတော့ကျွန်တော်တို့ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့ကြွေးကြော်ပြီးတက်လာခဲ့ကြတာပဲတိုင်းရင်းသားအားလုံးနော်တန်တူခွန်ရေး နောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်ပေါ့နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုချိန်ကူးရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကျအခုဒေတာကိုလွတ်မြောက်ဖို့ကိုကျမကိုဖန်တီးဖို့ပဲအားလုံးကဒါစူးစမ်းနေကြတဲ့အနေအထားရှိနံပါတ်3အကျိုးရှိပါမနက်ကနေမှတရုတ်ရဲ့အင်မတန်အရေးကြီးလာတဲ့ စီမံကိန်းတွေအမြောက်အများရှိပါတယ်။တဘာဝဓာတ်ငွေရေနံပိုက်လိုက်ပြီးကြောက်ဖြူရေနဲ့စိတ်ကန်းတွေနဲ့အတူကျွန်တော်တို့ညီရှာတတ်ထုဒါရီဒါရီကတရုတ်ပြည်အတွက်အင်မတန်အရေးပါတဲ့ပစ္စည်းများဖြစ်ပါတယ်။ဒီအခြေအနေကြောင့်တရုတ်ဟာညီမကြီးကံကြမ္မာကိုသူကိုယ်တိုင်ရေးဆွဲပြထမ်းမယ်လို့စီစဉ်ဆောင်ရွက်လာတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တစ်ချိန်ကညီမပြည်သူလူထုတွေတိုင်းရင်းသားတွေအော်ခဲ့ကြတယ်လို့မျိုး တရုတ်ကိုကုကြမှာကိုဖန်ပြီးလို့တောင်းဆိုအော်ဒီတိုက်ပွဲဝင်ရမယ်အခြေအနေမျိုးရောက်လာနိုင်ဘူးလို့ပြောလို့မရဘူးနောက်ချက်ကအန်ယူချီအနောက်ရေးအမေရိကန်နဲ့ပေါင်းနေဆိုတဲ့စိုးရင်ချင်းနဲ့ဘယ်လောက်ဒီပိတ်ကစားလဲဆိုရင် MDA ကိုအန်ယူချီနဲ့လုံးဝမပတ်သက်ရဘူးဆိုတဲ့အဆင့်ထိရောက်အောင်ပြားပေးပြီးတော့ထုတ်ပြန်ခိုင်းတာကိုတွေ့ရပါတယ်ဒါကြောင့်မို့ဒီနေရာမှာအန်ယူချီဟာတရုတ်ကိုအရင်တော့လိုပဲချော့ချက်ပြီးတော့ပေါင်းမလား ဲမထူးกว่าအဖက်ဘက်ကချိန်ဆတိုက်ပွဲဝင်ကြမှာအဲ့တော့ကျွန်တော်ကဒီနေ့ပိုလေးတစ်ခုရေးပါတယ်မတော်ကတင်းကိုတဲတိုက်နေတာဖြစ်တယ်တယုတ်ရောက်တဲ့နိုင်ငံတိုင်းဘယ်နိုင်ငံမှတိုးတက်သွားတယ်ဆိုတော့မတွေ့ဘူးလို့ကျွန်တော်ရေးပါတယ်နောက်တစ်ခုကတယုတ်ရောက်တဲ့နေရာတိုင်းမှာမွေးစေပါကြာဖြတ်ဖာယုံဘိန်ကန်ဒါတွေပဲပြတ်ပွားခဲ့တာမျိုးနိုင်ငံတော်တော်များများမှာကျွန်တော်ပြောစီရမှာတော့တက်တည်ပြခဲ့ဖြစ်ပါကမ္ဘာလူ့ဖွဲ့စည်းရော မြန်မာနိုင်ငံရောကိုပါရာဇဝတ်မှုတွေပြောင်ပြောင်တည်တည်ကျူးကျူးလွန်နေပြီးစီဝိုင်းကိုလိုနီနဲ့ချက်နေတဲ့နေချက်လက်သိတရုတ်ကအမေရိကန်ကနပန်ချင်းနေတဲ့ကိစ္စကတော့ထောက်ခံနေပြီထောက်ကိုခံရမှာဖြစ်ပါဘာတော့ထောက်ခံရမလို့လဲအချက်လက်တွေဘာဖြစ်နေလဲညာဖြစ်နေတယ်ဒီကိုကျွန်တော်ရှေ့ရှေ့ဝေးဝေးမပြောတော့ဘူးအဲ့တော့ရန်ကြီးတို့ဒီခန်းဆောင်ဒီကိုမီးရှို့နေပြီဆိုတော့စကလုံးနဲ့ပတ်သက်ပြီးနောက်ဆုံးမှာပြောအခုတော့တော်လန်တရင်းပြီကျွန်တော်စပြေအောင်ဒီနေ့တော့တော်မိုင်းတိုင်း 刹那九股，你到天上几条路？你只十八里。共产党就是十八，B W A 路，这种傻逼路，弄死哪位？到南帝庙去，就完了。共产党就是十八，B W A。我哪点撞你？到那里十三，那九四。大家跟我妈、really、说：“一路行喽。”大家听吧。B W A 都是阿古庙，没行，知道吧？都是阿古路。 တရားရာခိုင်နှုန်းအောင်မြင်တဲ့အခြေအနေမျိုး BW နဲ့ပူးပေါင်းတက်ဖွဲ့ရေစုကထားနိုင်ပါလေတောင်းလေဘတိုင်းတောင်းမိုင်းတိုင်းစစ်ဌာနချုပ် BW ဟာစစ်ဌာနချုပ်ပြီးလေတပ်ဌာနချုပ်ပြီးတည်တဲ့အထူးတိုက်ခိုက်ရေးတက်ဖွဲ့တခုကိုကျွန်တော်တို့မြင်လို့ရပါတယ် BW ဟာရှော့လိုက်ဒုံးနဲ့ကြီးပဲဖြစ်တာတွေ့ရပါတယ် BW ဟာခြေရာကောက်လို့မရောက်တော့ဘူးရှော့ကတည်တဲ့ခြေတံလုံလောက် BWN ဟာပူပေါင်းတပ်ဖွဲ့တွေအများအပြားနဲ့ချိတ်ဆက်ပြီးညီညွတ်ရေးသဘောဆောင်တဲ့တိုက်ခိုက်ချိန်မုံမှုတွေကြောင့်မစ်ရှင်တိုင်းအရာကြိုင်လုံးအောင်မြင်ခဲ့တာတွေ့ရတယ်။ BWN နဲ့လောက်တဲ့မစ်ရှင်တိုင်းမှာတဦးတယောက်မှထိခိုက်ရှာနာမျိုးတော့မဖြစ်ပဲအလုံးစုံအောင်မြင်တဲ့မစ်ရှင်မျိုးတွေကိုတွေ့ရတဲ့အတွက်ကျွန်တော်တို့အမြဲတမ်းတောက်တနေခဲ့တယ်။လေရက်တွေတိုက်စစ်ဌာနချုပ်တွေကိုအထူးပြုတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့ကြီးပူပေါင်းဆောင်ရွက်တပ်ဖွဲ့ကြီးတခုလို့ ် BWM ကိုကျွန်တော်တို့မြင်လို့ရပါတယ်။မကြသေးခင်ကမှနေတဲ့ဌာနချုပ်ပြီးတိကျတိုက်ခိုက်မှုတွေတရဆက်လုပ်တဲ့ BWM ဟာဒီနေ့တော့တောင်းလို့တောင်းပိုင်းတိုင်းစစ်ဌာနချုပ်ရှော့ရတော့ရှစ်လုံးပါ။မတဆင်းတဲ့အတိပြောက်ဆင်းတော့စုံစမ်းနေတယ်။အတိပြုမှုစ조사နေစေပါ။အဲ့တော့ BWM ဟာတောင်းပိုင်းတိုင်းစစ်ဌာနချုပ်ဘာကြောင့်ဖြစ်တယ်လဲ။အเจ้าမဲ့ပြောလို့ရွှင်လို့အเจ้าမဲ့တက်ကခဲ့တာမျိုးမဟုတ်ဘူး။ တောင်ပိုင်းတိုင်းကိုပြစ်တာနေပြီးတော့စင်ယုံကျုပ်ကလူတွေတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာလာရောက်ဂျုံထိုင်နေတယ်လို့ဖယဲဒီတွေပေးပို့ချက်အရာတင်းစရာမြေမရှိအောင်တောင်ပိုင်းတိုင်းကိုချိန်မွခြင်းနဲ့ရည်ရွယ်ချက်နဲ့ပြစ်ကတ်ခဲ့တာဖြစ်ပါတို့တော့အကန့်တပြီဂျာလေးကတရားရကနုံးအောင်မြင်အောင်ဆောင်ရွက်ခဲ့နိုင်ခြင်းကိုပဲကျွန်တော်တို့ကအင်မတန်ဝမ်းသာကုန်ပြီလာပါတောင်ပိုင်းစစ်ဌာနချုပ်ပြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့နေပြီးတော့အကြောင်းပြောကြရအောင် နေပြီးတော့မှဧပြီလ29ရက်နေ့မှာတမူးများအစည်းအဝေးလို့ယာယီပြောလို့ရတယ်တိုင်းမှုတက်မှမှုတွေအစည်းအဝေးတစ်ခုလုပ်ပါတယ်တိုင်းမှုတက်မှမှုတွေရဲ့အစည်းအဝေးမှာအဓိကဥဆောင်ကြတော့ဥဆောင်တဲ့သူကတော့ညီနိုင်ကိုကေးမှုဘုချုပ်ကြီးကျော်စွာဝင်းလို့ပြရပါဘုချုပ်ကြီးကျော်စွာဝင်းကဒီကနေ့ထပ်ပေါ်လာတဲ့သတင်းများအရဆိုရင်လက်ရှိဆုံးရှုံးသွားတဲ့မြို့များကိုပြန်လဲတိုက်ယူမယ်လို့ဆိုပါတယ် ဒီလိုချိန်ဝါပြီးတံမြာပြီးစားပြီးတကလာသတင်းခုထွက်ပေါ်လာပါတယ်လေဆိုတော့နေပြည်တော်မှာရှင်းမြုံနေရှိတဲ့လေးမြို့နယ်မှာ PDF တွေတနက်လွယ်ပြီးတော့ရှောက်သွားနိုင်ပြီ။ဒါကိုတိုင်းမှုကမသိလို့စေယုံကျုံမှာခေါ်နှပိုင်ချင်းပြီးခံဝင်တွေ့ရတဲ့တဲ့ထပ်ပေါ်ပါ။ဒါစေယုံကတိုင်းရဲ့ပေးပို့မှုတို့အကြံဉာဏ်ပြောလို့ရပြီဘသူပြောတော့မပြောပြတော့ဘူး။နေပြည်တော်တိုင်းမှုဟာမလုံမရှုံမပြုတ်ပဲ ငလင်ညောင်းစိတ်တန်ရာတွေနဲ့တကွငလင်ညောင်းပြို့ပြဲဖြစ်နေတဲ့နေပြည်တော်ကိုထိုင်ကြည့်ပြီးစိတ်ယုံကြုတ်ကကောင်းဒီအော်သမျှငောက်သမျှခံနေရတဲ့ဘဝမျိုးရှောင်နေပါနေပြည်တော်တိုင်းဝဲအခြေအနေကမကြခင်အပြောင်းရွှေ့ဖြစ်ဖို့ရှာကြတယ်လို့များနေပါအဲ့တော့ဒီညမှာဒီတနေ့အတ္တမအဖြစ်ဒီလူကဝေးတက်ရာယူကြည်နေနေနဲ့ဝင်ရောက်နေတာပဲစီးယုံနေတာပဲလှုပ်ဆောင်နေတာပဲလို့ထင်ရပေမဲ့ကျွန်တော်အရင်ချက်ကပြောခဲ့တယ်လို့ပဲတော်မကြီးမှာနေမြေမျိုးစား၃မျိုးတမန်ပြလွမြောက်ပြီးတော့နေမြေလွမြောက်နေမြေ ကိုပိုင်ပြတ်တဲ့အုတ်ချုပ်နိုင်တဲ့အခြေအနေအုတ်ချုပ်ရင်လက်ပတ်နိုင်တဲ့အခြေအနေဒစိတပိုင်းလွမြောက်နေပြီသူဝင်ငါထွက်အပြန်အလှန်ထိတွေ့တိုက်ပွဲဆင်တဲ့အခြေအနေများရှိတဲ့မြို့များဒါဟာဒစိတပိုင်းလွမြောက်နေပြီလို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ရန်သူနဲ့အတူရှင်တွဲနေထိုင်တော်လန့်ခြင်းရန်သူနဲ့အတူရှင်တွဲနေထိုင်ခြင်းပုံစံကတော့ရန်သူရဲ့ထိတ်ချုပ်စိုးမိုးလာတဲ့မြို့တွေမှာဝင်ရောက်တက်ဆွဲနေရာယူအခြေချ အခြေခံဒေတာတိဆောက်ပြီးသူကိုစီယုံတိုက်ပွဲဝင်ဖို့လုပ်တဲ့လုပ်ငန်းစဉ်မျိုးဖြစ်ပါတယ်အင်မတန်ကိုတိမ်မွေ့ပြီးအင်မတန်ကိုအန်တရလေရှိတော့ဒီအခြေအနေကိုနေပြီးတော့ PDF နေပြီးတော့တပွားမှရှိတဲ့တော်လိုင်းသမားတွေရန်သူရဲ့အတွင်းစည်းတဲ့ကိုဝင်ပြီးရန်သူနဲ့အတူရှင်တွဲနေတိုင်းကချိတ်ကုတ်စခန်းတွေတိဆောက်နေတယ်လို့မှတ်ယူချပါတယ်မင်းအောင်လိုက်အတွက်အင်မတန်ကြောက်စရာကောင်းတဲ့စိုးရိမ်စရာကောင်းတဲ့စီးဆိုင်ရမဟာဗျူဟာ positive တွေဟာကျွန်တော်တက်စစ်ပူချုပ်တွေကကြိုတင်သိရှိနားလည်နိုင်ပြီးအိမ်မပြောစားမုံဖြစ်နေတဲ့အခြေအနေမျိုးရှိတယ်။အခြေဆက်တွေကဒရဇက်အံဝင်ပွေကြဖြစ်လာတာတွေအထူးပြစ်မှတ်များကိုအထူးပြစ်မှတ်ဆိုတဲ့လေတဲ့တိုင်းစစ်ဌာနချုပ်အစရှိတဲ့နေရာတွေကိုအထူးတပ်ဖွဲ့များနဲ့မင်းပွိုင်ရှော့ကတ်အတက်ဆိုတဲ့တိုက်ခိုက်မှုပုံစံတွေနဲ့ 咱是没必要担心些项叫“江南哥”，闹能怎么样？闹，江南哥”少能怎么样？少能的水泥路，江南哥下塌了，多点什么？哪个说呀？拆迁没名呢？那个？那个？西北、苗北、苗倒道北，陕西的、内大、台湾啊，台湾也有名的，比如改为什么了？PDF 呢？LPDF，究竟陕西的到哪里？到哪里？广西拆迁哪一点的水泥路？得苦，下午要一个。 ရောက်ကုန်ရောက်နေပါပြီလို့ကျွန်တော်တော့ပြောချင်ပါတယ်ကျွန်တော်တွေကတော့သူတို့သူတို့ပြောပြမနေတော့ဘူးမင်းအောင်လိုင်းဖက်စစ်တပ်စေအုပ်စုအရန်ကြောက်တဲ့အကောင်ဟာတင်ဒီကဖြူပါနဲ့ပြောင်ပြောင်းနေနိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးတရက်ဘလို့ပုံတန်းနဲ့ဘယ်နေရာမှာပွားနေပေါ်လာမလဲဆိုတာကိုတော့ဖက်စစ်တပ်အတွက်ကျွန်တော်စာမွေးစလိုက်ဆိုတော့ဒီအချိန်လေးကိုကျွန်တော်တို့ညီနေရပါတယ်တဖက်မှာ ဒရက်ဇက်ဂျာပြတ်တိုက်ခိုက်မှုတွေဒရက်ဇက်ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေကိုဖျက်တိုက်မှုတွေပတ်သက်ပြီးအင်မတန်ပြောင်ပြောင်းလာတဲ့အပိသိတ်ဘဝံကူရေမရှိဝဲစစ်ကြောင်းတစ်ကြောင်းလုံးပြတ်တဲ့တိုက်ပွဲမျိုးတွေဒီအပိုင်းမှာကစိတ်စိတ်ဖြစ်လာပါတယ်အညာတကြောစခိုင်းမကွေးတကြောပါဘုရားကမင်းလာမှာအားရစရာတည်းလို့ရလင်းညနာမှာတော်တော်အထိတ်နာသွားတာ လင်းမျက်နှာနဲ့ဟင်္ဒရာကအဖြောင့်တိုင်းလိုက်18မိုင်ပဲရှိတယ်။ပေါက်ခေါင်းနဲ့ပြီအဖြောင့်တိုင်း18မိုင်။ပကုတ်ကူဆိုတော့လည်းတိတ်ဝေးလာတဲ့နေရာကြီးတော့မဟုတ်ဘူး။ဒီအစီအနေလေးကိုအထွေထူးပြောမနေတော့ပဲလူကြီးမင်းတို့အုံနောက်ကိုပုံတိုင်းဆင်ပြီးစောက်ွားကြည့်လိုက်ပါ။အဲ့တော့ဒီနေ့မန္တလေးတိုင်းမြင်းကျန်ခရိုင်တောင်သားပြစောရီနဲ့ဖတ်စစ်တက်စစ်တောင်းအင်အားတက်ရ။ ်ဘီအယ်လီနဲ့ပူပေါင်းတပ်တွေရှားဖြတ်တတ်ခိုက်၃နာရီကျော်ကြာသူတင်ကိုတင်သူတပြန်ကိုတပြန်တတ်ခိုက်ခဲ့ပြီစစ်ကြောင်းတစ်ကြောင်းနီးပါခွေးပြီးဝက်ပြီးပြီးလိုက်မတော်စင်းရတော့ကျွန်တော်တို့အတီးပြုတ်နိုင်ဆဲပါအတီးပြုတ်ကိုကြိုးစားဆဲပါအဲ့တော့ဘာစစ်စကောင်းဆောင်တိုက်ကတော့အောက်ကလည်းနေသေးချက်တကောင်ပေးမှလွတ်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ဂျုံဝါနေတုံးမှာပဲလက်ရှိအချိန်မှာ စက္ခခ27ပမောဘောကိနာဒီရောက်နေပြီဆိုတဲ့အစီအနေမျိုးတရင်ကြားနေရမနေ့ကလည်းအင်အားရှာနေချီလက်နဲ့ချတာဆိုတာမျိုးကြားနေရပြီတိကျတဲ့ပမောစက္ခက27တိုက်ပွဲနောက်ဆုံးတရင်ကတော့အထက်ကတုံးမကာကင်းနေအကုန်လုံးသိမ့်ပတ်ချားပြီးဖြစ်ပါမကြာခင်ရပိုင်းမှာစက္ခက27သိမ့်ပတ်ပြီးတကလာမြကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စီတို့ KIA 十七迈阿达拿拿孙，他这谁也不卖，男有男嘛，偏帮。对呀，老师不为兄弟不义，白卡嘛没信。到了一等什么的呀？等那么嘛，那么做。比如去年我们偏到哪里了？阿古说：“你呢走，哪里阿东一点？”你搞那嘛呗？对不对？不是的，是无数嘛咯。就说阿古都说，明明未必，今年七了么呀？偏个偏个，家里嘞去年的股要不要再买一点？那领导，你不要的。 တမျိုးလုံးမိဘပြူကျသွားတဲ့အချိန်မှာမရောက်လိုက်ဆောက်တော့တယ်နေပြီးတော့ဆောက်တဲ့ကုံတွေအကုန်လုံးလေပင်ခေါ်ပြစ်ပါတယ်အဲ့ဒီမှာမှအထူးရေးကြီးတဲ့ကိစ္စတစ်ခုကြားဖြတ်တင်ပြချင်တာကကျွတ်တော့ဆောက်တဲ့အာသာဝင်ကြီးတင်ဆန်းရဲ့ဖြုတ်ကိုတင်ဆန်းလို့ AC X ကုံတွေတစ်ခုလုံးထွက်ပြေးသွားပါပြီကျွန်တော်အရင်တစ်ခေါက်ကစူလီးတင်ပြထားသလိုပဲဂျီတက်ကဘုံမှုတွေဘူကြီးတွေနေရဲမှန်ဆိုတဲ့ကောင်းပြီးအကုန်ထွက်ပြေးကုန်ပါတယ်သမလားအိမ်တော်ကတော့ဦးချစ်ခိုင်ဆောက်တာလေဗျာအေဒင်အုပ်စု မြတ်သမရနေနဲ့တွတ်တော်ဥက္ကဋ္ဌအိမ်ကြီးကတော့ထူးကုံမဏီထူးကုံမဏီပိုင်ရှင်ဒေဇာဝနပိတိအာကသယုံကတော့မတ်စောစောလို့လေစိတ်တာဝရိုင်းဒီပြူချမှုနဲ့ပတ်သက်ပြီးဆောက်လုပ်တဲ့သူကအေရှာဝေါ်ထုံးမြင့်နိုင်ရွှေတောင်ဆောက်လုပ်ရေးအဝမ်းဆောက်လုပ်ရေးဒီအပါအဝင်ပေါ့နော်ဆောင်ရင်းရှိပိုင်ဆိုင်တဲ့ဟင်းတာအေယာဟင်းတာကုန်ပြီဝိဒနာယုံကြီးရှေယုံဆောက်ဖို့ဒီကိုတက်ဆောက်ပြရမယ်အဲတော့ဆောက်လို့မပေးရင်မလုပ်မလဲဆိုတော့ဖက်စစ်တာဟာ ဖမ်းဆီးထောင်ချမှာဖြစ်ပါတယ်နေပြီးတော့မြို့ကွက်ကိုနေပြီးတော့မြို့ကွက်ကိုလေဝဲတီတိုးချဲ့မယ်လို့အကြံဉာဏ်များသိရပြီးခရုံဒီရေညဘက်အိတ်မပြောနိုင်အောင်မြေကြီးနဲ့မြက်ကွက်ဖြစ်နေပါတယ်အရန်ထောက်ခံပါလိမ့်ဆိုစစ်တပ်တွေပေါ်မှာစမ်းသာပါမယ်ဆိုတဲ့ကောင်းပြီးကျွန်တော်တို့ကတော့မတနာပါဘူးကျမငင်တာပါဝိပတ်ကျမဒီလူလူကိုဂုတ်ပေးဆုတ်ထားတဲ့ငွေကြီးများမြန်မာနိုင်ငံအတွက်သယံစာတမ်းများကိုမတရားရယူထားမှုများ ဒီအတွက်ဝိလေတယ်လို့လည်းကျွန်တော်တို့ကရှုမြင်သုံးသပ်ပါတယ်ဒီတက်ဆိုးရွားတဲ့ကိစ္စတွေဒီတက်ဆိုးရွားတဲ့အခြေအနေဇိုးတွေမြန်မာ့ဆေးဥစုနဲ့ခရိုနီပတ်ခံစားကြရအောင်ပါအဲတော့ဒီကနေ့မှာခန်းဆောင်ဒီတတိုက်နော်ခန်းဆောင်ဒီကိုရန်ကြီးတို့မိတက်ရှို့တွေပွဲမှာတော့ကျွန်တော်ကညံစားဖြစ်တဲ့ပနားမကစကြည့်မယ်ဆိုရင်ကောက်ချောင်းကတော့အရှိကြီးပဲဒီအချိန်မှာတရုတ်တွေစံပြုတ်တောက်ရမယ်ဂိမ်းသိမ့်မလို့တော့ သို့တော့စိမိတ်ကျွဲလောက်ဆိုတဲ့အခါကျတရုတ်ဟာကြားကံကိုစူးစမ်းနေပါတယ်တရုတ် policy ဟာဘယ်ရင်းငါငါဘယ်ရင်းညာရင်းနဲ့လှိနေနှစ်ဖက်နင်းတဲ့ policy မျိုးဆိုတာကျွန်တော်အထူးရှင်းပြစရာမလိုတော့အောင်ကျွန်တော်တို့အတွေ့အကြုံရစ်ချက်ပုဂ္ဂိုလ်များအသေးစိတ်ရှင်းပြမှုကိုကျွန်တော်နားဆင်ပြီးအောင်းနဲ့နားဆင်ပြီးလိမ့်မယ်လို့ယူဆလှိနေနှစ်ဖက်နင်းရင်းနဲ့ပဲနှစ်ဖက်လုံးချော်ကြပြီး꽈ရကာရကြတဲ့ဘောကမကြတဲ့တွေ့ရပါလိမ့်မယ်ဒီကနေ့တရုတ်ပြည်တွင်းရဲ့အခြေအနေဟာ လွင်တီးခုံပြင်းတုတ်တန်တစားပြင်းကဲ့သို့ကြာဆုံးလို့မရအရှိအရှောင်းဘူးအများကြီးဖြစ်ပေါ်နေပါပြီဒါကြောင့်မို့ရဲပေါ်လို့ရင်ကျွန်တော်တို့ကခွင့်လုပ်ချင်ခွင့်လုပ်ပါမယ်လောကတဘာဝတရားကြီးကတော့ခွင့်လုပ်ဘူးဆိုတာယုံမလားဆက်ဆောင်ကြည့်လောကတဘာဝဝိတ္တဥရိသားများကတန်ခတ်မှာဖြစ်ပြီးကျွန်တော်ရဲ့ဘုံလက်ယုံတကိုးကလည်းဒီအတိုင်းငြိမ်နေမှာမဟုတ်တယ် ကျွန်တော်တို့ရဲ့လူမြောက်လူချင်းအောင်ပွဲရလူချင်းနိုင်ငံတည်တည်လူချင်းကိုယ်နိုင်ငံချမှာကိုယ်ဖန်တီးနိုင်ခြင်းနေရဲ့အာဘိဒဆန္ဒတွေကိုဘလို့လူမျိုးကားမှဘလို့အင်အားကြီးတဲ့လူမျိုးကားမှနိုင်ငံမျိုးကားမှလာရောက်တားဆီးတာကိုခွင့်ပြုလိမ့်မည်မဟုတ်ပဲဒီနေ့ Telegram မှာရေးရေးထားတဲ့ comment လေးတတိယလိုပြန်ပြောချင်ပါတယ်တယောက်ကို data တယောက်ကို data နေတာပေါ့လို့ပြောတော့ဘာ comment ကြီးအောင်တယောက်ကို data ရင်ပိုင်လိုင်းကိုခွဲလိုက်ကွာလေ ီယက်နမ်ဘာလို့ခဲ့ကြဗီဒူမရီယာမုံတရားဆက်လက်တောက်တော်မှုဟာတရုတ်ပြည်စံပြုတ်တောက်မဲ့ဘဝကိုကျော်တော်နိုင်ရန်ကီတို့ကလည်းနှပုံခါလာဗျာဒီနေ့မီဇိုရန်ပြည်နယ်အမေရိကန်ထရမ့်တရားဆွဲပါအော်ကိုဗစ်နဲ့ sorry ကို sorry အမေရိကန်တမရထရမ့်ကကိုဗစ်ကိစ္စနဲ့ပတ်သက်ပြီးမီဇိုရီပြည်နယ်မှာမဆိုမီဇိုရီပြည်နယ်ရှစ်ရီကျော် ဗန်ဒရူပိုင်ဂရိတ်ကမီဇူရီပြည်နယ်တရားရုံးမှာဥဒတ်လျှောက်ထားပြီးတရားစွဲဆိုခဲ့တယ်။တရားရုံးကလည်းအနိုင်ပေးလိုက်ပြီ။ Megan Dollar မစလိထရီလီယံတေယုကရော်ကြီးပေးရလိမ့်မယ်လို့တရားရုံးကဆုံးဖြတ်ထားပါတယ်။တရားစွဲဆိုတဲ့အချက်အလက်တွေကတော့ကိုဗစ်ကာလမှာပြက်ကွက်တောင်းဝင်ပြက်ကွက်မှုတွေရဲ့ပြပီးတွေကိုထုတ်မပေးဘဲတို့လောင်ထားပြီးဈေးကစားတာပြီးအပအဝေး။ဒါကဘာလို့ကိုကိုဗစ်ဖျက်ချီတဲ့အချက်အလက်တွေကိုဗစ်ဓာတ်ခွဲကန်းကနေ ဘူဟန်တက်ခွဲကန်းကနေကိုဗစ်ထွက်လာတဲ့အခြေအနေတွေကိုအသေးစိတ်တင်ပြပြီးတရားစွဲထားတာပါအဲတော့တိုက်ဆိုင်မှုတော့မဟုတ်ဘူးနိုင်ငံမှာတိုက်ဆိုင်မှုဆိုမရှိဘူးအဲတော့မလျော်ဘူးလားမလျော်ရင်မီဇူရီပြည်နယ်ကတရုတ်ပိုင်ပစ္စည်းမှန်သမျှအကုန်တင်စီမှာဖြစ်ပါတယ်ဘန်ဒီတွေကပတ်စံတွေမှန်သမျှတင်စီမှာဖြစ်ပါတယ်တရုတ်ပိုင်လေယာဉ်မီတွေအကုန်မီဇူရီပြည်နယ်ထဲမှာရှိရဟာမှာတပြိုင်ပိုင်းစီမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံမှာပြည်နယ်ပေါင်း90ရှိပါတယ် မီဇူရီပြည်နယ်တစ်ခုပဲရှိပါတယ်။နောက်ထပ်ဘယ်ပြည်နယ်တွေတရားစွဲမလဲ။ဘယ်နိုင်ငံတွေမှာတရားစွဲကြအောင်မလဲ။ဘယ်နိုင်ငံတွေကတရားစွဲကြအောင်မလဲဆိုတာကတော့သိစိတ်ဝင်စားစရာကောင်းပါလေ။မပိုင်ရင်ရန်ကြီးတွေကရှင်းမရိုက်ဘူး။ခန်းဆောင်တွေတော့တေဇောခပြီးပြီလို့ပြောရင်ဖြည်းဖြည်းတိုက်လဲသိပါရဲ့ဗျာ။အဲဒီစံပြုတ်တော့ကိတ်စက်စက်ညံ့တော့